2025ခုနှစ်ဇွန်လ2ရက်တင်းနာနေ့အတွက်ခုနှစ်ရက်သားမိနေ့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့ဒုက္ခနဲ့ချောင်းဆိုတဲ့သင်္ကေတနမိတ်ပဲယင်းဒီမြုံနံရတာမျိုးတွေငွေပေးယူကိစ္စလောက်ရတာမျိုးတွေအခွင့်အကောင်းတွေပေါ်လိမ့်မယ် ွဲကွာနေတဲ့သူတွေနဲ့ပြန်ဆုံမယ်ခရီးကိစ္စအတွက်အစီအစဉ်ထူးခြားတွေစီစဉ်ရတတ်တယ်အထူးသဖြင့်တော့ဒီလိုနေမျိုးမှာစာချုပ်ထုတ်တာတွေအယောင်းဝင်လုပ်တာတွေလက်မှတ်ရေးထိုးတာတွေအရေးကြီးတဲ့တွေ့ဆုံတာနှိမ့်နိုင်တာတိုင်ပင်တာတွေအထူးဆောင်ရွက်ရပြီးတော့အောင်မြင်နိုင်မိဖြစ်ပါတယ်ဒီနေ့အတွက်ခုနှစ်သားမိအားလုံးတို့အတွက်ကောင်းသောကံတွေကစောင့်မျှော်နေတဲ့နေ့ဖြစ်တယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျဒီနေ့မှာမိရှုသန့်စင်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မဟာဗုဒ္ဓရှင်နိယ တနင်္လာနေ့ဘွားပုတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ပုတိသဘောမကြော်စောကြော်စောပါကနိုင်မရဆိုတဲ့အတိုင်းငယ်စဉ်မှာခက်ခဲကြိုးစားအထုလုံးလာပြရသော်လည်းကြော်စောထင်ရှားတဲ့အခါမှာသူတို့ဘာနဲ့မတူအောင်ထွန်ပေါက်ပဲအကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါတယ်လို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားကတော့မွေးငါစွန်မြတ်စွာဘုရားရှင်ကလူချင်းရဟန်းတန်ကလောင်းလူချင်းနဲ့ ဆွေမျိုးမိတ်ဆွေအပရိသတ်တွေကိုမွေးငါဒါနလုပ်ခြင်းအပြင်ဒီနေ့ဒါလုံးသက်ရှင်ကျမ်းမှာလိုရာဆန္ဒပြကြပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက်အကျိုးပေးစုံမကနကတော့ငါးကနန်းတစ်ကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကြေးကိစ္စတွေအဆင်ပြေအောင်အောင်မြင်အောင်ဆိုရင်တော့ဇေယျအမြတ်ကြီးရဲ့ဒရင်နာတောင်းအရမှာတပြင်းညွန့်ကိုညွန့်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာငွေကြေးကိစ္စတွေတွေ့ဆုံရမယ်ပြောဆိုရမယ်ဆိုရင်တော့ခလင်းငယ်တရားကို စားစရာမုံလေးတစ်မျိုးလက်ဆောင်ပေးပြီးမှတွားရောက်တွေ့ဆုံပြောဆိုခြင်းအပြင်အောင်မြင်ပါလိမ့်မယ်။စတိုးဆိုင်နဲ့ကုန်းဆောင်ဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စားသောက်ဆိုင်နဲ့ရောင်းပန်းသာဝယ်ပန်းနှောက်ပွားတော့ဒီလိုမျိုးမှာစိုင်ရှိမျက်နှာသာကိုအချိုးရဲနဲ့ငယ်ပက်ဖြန့်ပြီးစူတောင်းလိုက်ခြင်းအပြင်ရောင်းပန်းသာဝယ်ပန်းနှောက်ပါလိမ့်မယ်။အယောင်းနိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတက်ဖို့လိုတော့ကတော့ကိုရွှေခလေးတရက်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးစူတောင်းလိုက်ခြင်းအပြင်တိတိသာသာအယောင်းထွက်သွားပါလိမ့်မယ်။ အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုထဲမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတွေကံတရားကအထောက်မှန်ပေးဖို့လို့အတွက်မုံလုံးရေပေါ်စွန်းတော်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရင်တော့ဆေးကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ဖို့ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာပြားရင်လေးအနေငယ်စားပြီးမိမိကျမ်းမာဖို့အတွက်စူတောင်းဒိတ်ထံပြုလိုက်ပါခင်ဗျာ အခြေကိစ္စမြစ်တိုင်းကိစ္စအိမ်တိုင်းကိစ္စတွေမှာတော့တောင်းတောင်းနဲ့အဖို့အထည်အခက်အခဲစကားအဆင်မပြေမှုတို့နဲ့ပဋိပက္ခပေါ်တတ်တဲ့နေမျိုးဖြစ်မှန်းပဋိပက္ခတွေကနေပြည်လည်သွားဖို့လို့တော့ကတော့ဒီလိုနေမျိုးမှာတပြင်းညွန့်ကိုညွန့်ကိုမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအခြေမြစ်တိုင်းအိမ်တိုင်းအဆင်ပြေအေးချမ်းမှုတွေဆူတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာ